စစ်တပ်ခေါင်းဆောင်များကိုဆဲဆုပ်မှုဖြင့်ဖမ်းဆီးခံရတဲ့စစ်လော်ဘီဇော်ဘုံးကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လှမ်းရေးများကစစ်ကြောရေးစခန်းကိုခေါ်ဆောင်သွားပြီးဆက်ဆင်းနေပါတယ်။မင်းအွန်လိုင်းပါဝင်စစ်တပ်ခေါင်းဆောင်များကိုဆဲဆုပ်မှုဖြင့်ဖမ်းဆီးခံရတဲ့စစ်လော်ဘီဇော်ဘုံးကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လှမ်းရေးများကစစ်ကြောရေးစခန်းကိုခေါ်ဆောင်သွားပြီးဆက်ဆင်းနေကြကြောင်းပြည်ဦးလွင်ကြီးစားရဲတရင်မြစ်တီကဆိုပါတယ်။ ဇော်လာနှစ်ရက်နှင့်မွန်းလဲတနာရီဝန်းကျင်အချိန်ပြည်ဝင်လွန်နေနေထိုင်သောစစ်လော်ဘီဇော်ဘုံအင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြအောင်ရင်းတို့ဖမ်းဆီးပြီးနောက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လိုင်းအင်းများကဇော်ဘုံအင်းကိုစစ်ကြောရေးစခန်းကိုခေါ်ဆောင်သွားပြီးစစ်ကြောနေကြကြအောင်စစ်တပ်ခေါင်းဆောင်များကိုဆဲဆွမှုနောက်ကတွင်မြည်သည့်ရည်ရွယ်ချက်ပါရှိသည်နည်းဆိုသည့်အချက်ကိုစစ်ကြောမင်းမြန်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်ဖမ်းပြီးတော့တခါနဲ့စစ်ကြောကြီးခေါ်သွားတယ်ဇော်လာနှစ်ရက်နှစ်ကလေးကစစ်ကြောကြီးကိုတန်းခေါ်သွားတာအခုအချိန်ထိ ရဲစခန်းကိုမရောက်လာသေးဘူးစစ်ကြောရေးလုံနေတယ်လို့တော့သိရတယ်စစ်ကြောရေးစခန်းဆိုတော့ခက်ကြမ်းကြမ်းတော့ဖျက်ဆီးရနိုင်တယ်ဟုပြုံးလွင်ရဲသတင်းရင်းမြစ်တွေကဆိုပါတယ်မဘာသာနဲ့အမျိုးသားရဲ့အစွန်းရောက်ဖုန်ကြီးပေါက်ကူတော်ကမူဇော်ဖုန်းင်းကိုစစ်တပ်ကဖမ်းဆီးမှုမှာဇော်ဖုန်းင်းအတွက်ကံကောင်းခြင်းဖြစ်ကြောင်းအပြင်းနဲ့နေထိုင်မှာက PDF ဖမ်းဆီးတပ်ဖြတ်၍တည်သွားနိုင်ကြောင်းယခုကဲ့သို့စစ်တပ်ကဖမ်းဆီးထောင်ချခြင်းကြောင်းထောင်ထဲတွင်အေးစေးစွာဖျက်ဆီးနိုင်တော့မည်ဖြစ်၍ကံကောင်းခြင်းဖြစ်ကြောင်းသူရဲ့ Telegram မှာတစ်ဆင့်ပြောဆိုထားပါတယ် မင်းအောင်လိုင်းပါဝင်စစ်အရာရှိကြီးများကိုဆဲဆူသည့်အတွက်ရန်ကုန်တိုင်းတကုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းတွင်ပအမှတ်358 2025ဆက်သွယ်ရေးဥပဒေပေါ်မှ66ဂါကြီးဖြင့်မဘာသာနှင့်စစ်တပ်ထောက်ခံသူဒေါ်မမိုးခိုင်ကစော်ဖုံးအင်းကိုမေလ9ရက်နေ့တွင်အမှုဖွင့်ထားပြီးရဲအမှုတက်လေရန်ကုန်တွင်အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်းသိရှိရပါသည်စစ်လော်ဘီစော်ဖုံးအင်းကိုဖမ်းဆီးရန်အဓိကလှုံ့ဆော်ခဲ့သူများတွင်စစ်တပ်လော်ဘီဟန်ရင်ဦးကဥဆောင်ပါဝင်ခဲ့သည့်ဖြင့်မဘာသာနှင့် စစ်တပ်ထောက်ခံသူတချို့ကဟန်ငယ်ဦးကိုတစ္ဆာဖောက်တူဖြစ်ကင်မွန်းတက်ထားကြကစစ်တပ်ထောက်ခံသူများတဲ့တွင်အုပ်စုခွဲများဖြစ်ပေါ်လာကြအောင်မဘာသာအဖွဲ့ဝင်တချို့ကပြောဆိုထားတာလည်းဖြစ်ပါတယ်။ဇော်ဘုံအင်းကတက်မတော်အတွက်ကောင်းမှုသူပြောတာသူကပင်စင်မစားဘူးဟန်ငယ်ဦး၊ဘာညွန့်၊မိုင်းဝေ၊ကိုသက်၊ကျော်စွာ၊ကိုနှင်းမောင်တို့ဆိုတာ တအုပ်စုတယ်။အခုမပူတူမဟာသွေးတောင်လွတ်ပါမလားစိုးရိမ်နေရတယ်ဒီလူတွေကတက်မတော်ကိုကြောက်ထဲဆွဲချသူတွေရှေ့မှာ ဥတင်လွင်လုံးကြံတက်ဖြတ်ခံခဲ့ရတာတောင်ဒီလူတွေစနစ်မကင်းဘူးလို့ကျွန်တော်တို့ကြားမှာတွက်ဆနေရပြီဟုရန်ကုန်မှာမဘာသာအဖွဲ့ဝင်တူကပြောဆိုထားတာလည်းဖြစ်ပါတယ်စစ်တပ်လော်ဘီဟန်ရင်းဦးကမူဇော်ဖုံးရင်ဖန်ဆီးမှုအပေါ်ကန့်ကွက်သူများသည်စစ်တပ်ကိုတော်လန်ပုံကံဖြုတ်ချရန်ကြံစီနေသောပူတက်တက်ရှူများဖြစ်ပြီးဇော်ဖုံးရင်ဘတ်တော်သားမှန်သည်များဖန်ဆီးရမည်ဟု သူရဲ့လူမှုကွန်ရက်တယ်လီဂရမ်မှတစ်ဆင့်လှုံ့ဆော်ထားပါတယ်လက်ရှိတက်မတော်ဆိုရကိုအယုံကြည်မဲ့အောင် အထက်အောက်သွေးကွဲအောင်လုပ်ပြီး တော်လိုင်းပုံကံဖြုတ်ချဖို့အထိပါကြံစီတဲ့ဘုသက်တက်ရှုကောင်ရဲ့ကြံရပါအပေါင်းပါတဲ့တိုက်ကိုလည်းတခါတည်းရှင်းထုတ်ရမယ့်အချင်းကကောင်းမဲနော်ဘသူတွေကြံရပါလဲဆိုတာတကူးတကလိုက်ရှာနေရမလို့ပါဘူးလိုင်းပေါ်မှာရောအပြင်မှာရောစောက်တန်ထွက်လာတဲ့ဟာမန်သမားတက်ရှုကောင်ရဲ့ကြံရပါတွေဖြစ်နေတာမို့ဘဲကောင်စောက်တန်ထွက်ရဲလဲစောင့်ကြည့်ပြီးစီးလိုက်ရုံပဲဟုဟန်ငယ်ဦးတယ်လီဂရမ်တွင်ရေးသားထားပါတယ်စစ်တပ်ထောက်ခံသူများကြားအုပ်စုကွဲများစွာဖြစ်ပေါ်ခဲ့ရာမကြသေးခင်ကလည်းမေလာမျိုးတွင်လက်ရှိ မလိုင်မျိုးနဲ့အုတ်ချွေမှုဘုံမှုဝေဖြုန်နဲ့ပြစောဒီကောင်းဆောင်ဇော်ယူထွေးတို့ကြောင့်ပြဿနာဖြစ်ပွားခဲ့ကစစ်တပ်ကပြစောဒီကောင်းဆောင်ဇော်ယူထွေးကို ပုံမှန်များစွာဖြင့်အေးအေးယူဖမ်းဆီးခဲ့ပါတယ်။ယင်းပြဿနာကြောင့်မိထီလာတွင် ပြစောဒီ20ဦးထပ်မံနေပြည်သူစစ်ဖြစ်မှနှုတ်ထွက်သွားကြပါတယ်။